ဘိုက်ဆန်390ကျော်ခိုးအပ်လိုက်တဲ့အိမ်တွင်တစ်ခုမင်္ဂလာပါ။ Audio Wine စောင်းနိုင်ငံနေကြိုဆိုပါရစေ။ဒီကံမှာတော့ဘိုက်ဆန်390လောက်ခိုးအပ်လိုက်တဲ့အိမ်တွင်တစ်ခုတယောက်ကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါကဖြစ်ခဲ့တာကြာပြီ။ပြီးခဲ့တဲ့စက်တင်ဘာလ16-18လောက်ကဖြစ်ခဲ့တာပါ။အခုမှတွေ့လို့အခုမှကြည့်ပြီးပြန်လဲဝေမျှပေးခြင်းဖြစ်ပါတယ်ဒီကလေးမှခိုးတာဆိုရင်ဘလောက်တောင်များလိုက်တယ်လဲဘာမှမဆိုင်တဲ့ အပြင်ကကိုတောင်းဗီဒီယိုကြည့်ရင်းနဲ့ပြေးပြေးပြီးရိုက်ချင်စိတ်ပေါက်တယ်။ဒါပေမဲ့ဆန်ရှင်ညီမလေးစိတ်တော်ပြေးဝတည်ငြိမ်ချက်လက်ဖြားခါတယ်။တကယ်စကားပြောနေရများတကယ်ကိုအေးအေးဆေးဆေးပဲပြောချင်တာကအခုလိုင်တာယာကအတော်ကြီးဖြစ်စင်နဲ့ရှင်ကြည့်လိုက်တော့ဟိုတော်ကြီးခိုးတာတသိန်းဘိုးတောင်ပြေးပါမလားအဲ့ဒီအတွက်ပေါင်ကို6000နဲ့နင်းစပင်ကိုဆွဲပါးကိုရိုက် နေဘူးနဲ့ကြိုးတုပ်ပြီးရေနွေးဘူးနဲ့လောင်းမဲ့ချင်းချောက်တယ်။ပြီးတော့အရေကုန်စုပ်မယ်ကပြောသေးတာဒါတွေကြောင့်လူများကခိုးသူတော်ကြီးကိုတနာပြီးတတ်နိုင်သမျှကို့ချွေးနှဲစာနဲ့လှူပေးကြတာအဲ့ဒါကိုဘာတွေများဂျားတွေကမနာလိုတိုးရှည်ဖြစ်ပြီးတခိုးအားပေးဝိုင်းပြောနေကြတာလေခိုးသူတိုင်းကိုလူတွေကတနာပြီးလိုက်လှူနေလို့လားမြမပြီးမှခိုးမှုတွေမိတာမှတရက်တရက် တိုင်းမော်တက်တာလေးငါဆယ်ကူလောက်ရှိမယ်ဘယ်တယောက်ကိုများအခုလိုဝိုင်းလှူခဲ့ဘူးလို့လဲလှူဖို့နေနေတတာဝိုင်းဆဲခဲ့ကြတာကြီးပါပဲမြကြီးနာကသခိုးမိတော့ကဆိုလူအောင်စုလိုက်ဝိုင်းဘေလို့ကြိုးကန်းကုံနာတောင်မှမတနာခဲ့ကြပါဘူးခုကိစ္စမှာသခိုးတနာကယူနာဖြစ်ပြီးဝိုင်းလှူကြတာပါဒါလည်းဖြစ်တော့ဖြစ်ခဲ့ဆိုင်ရှင်ကဆဲလိုက်မှန်ပါလှုပ်လိုက်လို့သာဒီလိုမျိုးဖြစ်သွားတာ တာမန်လောက်သာခုံပြီးပြောဆိုလွတ်လိုက်ုံနဲ့ဒီကိစ္စကြီးဖြစ်မလာဘူးပြီးတော့သူ့လိုမျိုးခိုးလို့လူတွေကဝိုင်းလူကြမယ်ထင်းနေရင်ခိုးကြည့်ကြပေါ့သူများကိုဝိုင်းလူတာခံရပြီးကိုယ့်လက်ကြမှာအမောင်ငန်းနဲ့ထက်ပြီးတယောက်တစ်လက်ဝိုင်းပေးတာခံနေရမယ်အဓိကအခိုးခံရသူရဲ့ဖြည့်ရှင်းနည်းပဲအခု350လောက်အခိုးခံရတဲ့အင်ရှင်ညီမလေးပဲကြည့်သူဘလောက်စိတ်တည်ငြိမ်တယ်လဲ ပေးချမ်းကလည်းသူ့မင်းနေတဲ့အတန်ကြာရင်ဂျားလေးကကိုကဒေါသထွက်လာတယ်။လိုင်းမော်ကအပ်တန်ရလူတွေကိုစိန်ကျဲတာတဲ့။ပြီးတော့အဲ့ဒီတဲကတွေ့ရတဲ့ရောက်တွေ့တာသုံးရက်ပဲရှိသေးတယ်။အဲ့ဒီကောင်ကိုအန်းနာတဲ့။ခိုးပြီးအန်းနာနော်။ဘလောက်တောင်ရိုက်ပစ်ချင်စရာကောင်းတယ်လေ။အခုဒင်ကြီးမလေးရေးထားတာကိုနည်းနည်းဖတ်ပြပေးပါဦးမယ်။ကိုယ်တိုင်ပေါ်ဆမှုကြောင့်တခိုးခိုးခံရပါတယ်။အန်ဇွဲလေးကနေ တလအတွင်းကို350ကျော်နှိုက်နိုင်ပြီး limit ချက်ထဲမှာ diamond ကျဲတာတဲ့ချူစီကောင်းနေရလဲ꽌နဲ့ diamond လှမ်းလှမ်းတောင်းနေပိုက်ဆံလည်းပြန်မရပါဘူးလောက်ရလိုက်တာကိုကသာသူ့ကိုညာရဲခေါ်သွားတော့ထောင်နေမိန်ကလေးငငယ်ကို့ကြောင့်မကြစေချင်လို့လိုက်ပြီးပြန်ခေါ်ပေးခဲ့တာသူ့ကိုအဲ့ဒီဖုံပေးကြိုင်ခင်ရလဲကိုပဲဂိမ်းဆော့ပါစေဆိုပြီး အိမ်ကိုပြောပေးခဲ့ရလဲငါပဲငါငါတောင်းအိမ်ဝဲကျင်တာနှမျောလို့မဝဲဘူးရှာသမ ्या ဖွေသမ ्या ကကိုကန်လိုက်ရအလိန်ခံလိုက်ရနဲ့တကောမှ လူလိမ်မတွေအတွက်ကြီးပဲဇာကျော်လိန်ခံရတော့ကတောင်းဒီလောက်မခံစားရဘူးမျက်ရည်တပေါက်မကြောက်ဘူးအခုတော့စိတ်ထဲတော်တော်နာတယ်သင်ငန်းစာပဲတဲ့ဒီအိမ်ရှင်ညီမလေးရေးထားပါတော့နော်အခုသူဒီခိုးတဲ့ကလေးမလေးကိုစစ်မေးထားလေး ပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်။အဲလိမ့်မဲ့တော့လို့ရှိရင်တော့အရှိတူပြောဘာမှမချောင်းပြောမဲ့တော့လို့ရှိရင်ပြီးလေဗယ်မြင့်တယ်တန်လေးမြင့်လာမှာဟိုကဘောညာပြန်ပြီးတော့အပြန်ပြီးတော့စိန်ထဲလို့ရှိရင်တော့ပြန်ပြီးပူတက်လို့ရှိရင်ဟိုကဖြစ်နေတာပူပြောတုံးကောင်းတယ်လစ်မက်ကငါတိတလောက်ကအဲ့ဟာကတယောက်နဲ့တယောက်နဲ့တွေ့ကြတဲ့ dating app လိုမျိုးမဟုတ်ဘူးလားအဲ့လို date လုပ်ကြရတဲ့ဟာလိုမျိုး ဲ့လိုအနေနဲ့ဒါပေမဲ့အဲ့ဒါအဲ့မဲ့အဲ့လိုမတိတ်ဘူးကွာလေဆိုတော့ဒိုင်းဒိုင်းမိုးဝင်လိုက်ကျဲတော့ဒိုင်းမိုးဝင်ပြီးတော့ကျဲရဲဆိုတာသူများကိုပေးရလေဟုတ်တယ်လားအုပ်စုကြီးဖွဲ့ပြီးကျဲအာအုပ်စုကြီးဖွဲ့ပြီးတော့ကျဲရဲဆိုအဲ့အုပ်စုတွေကသူတွေကရရလားအဲ့ဒိုင်းမိုးကသူကရရလားအုပ်စုကြီးကသူများကောက်တယ်သူများနေနေငါ့ကိုပြန်လောက်ရတယ်နော်။ဆောင်းလောက်ရတယ်နော်။ငါငါဘက်ကငါတော့မှလေအိတ်လေးတစ်လုံးဝယ်ဖို့လေ30 30 30ဆိုလို့ငါမှာ တော်တော်စဉ်းစားပြီးတော့ကြည်ညာတော်တော်စဉ်းစားပြီးတော့အဲ့အိတ်ကိုငါလိုချင်တာဒီငါနှစ်ပေါက်နေပြီငါအဲ့ဟောင်ငါတော်တော်စဉ်းစားနေရတာငါမှကြောက်တယ်ဝယ်မယ်ဆိုလို့ရှိရင်လည်း30 50 60တောက်ကိုငါဝယ်ရင်ကောင်းတော့ဝယ်ရင်ကောင်းလားဆိုပြီးစဉ်းစားနေရတော့တလားအတွင်းကိုနေရတော့ငါပတ်စံနေရ40နဲ့50တောက်ကိုနေရဖြုံးပလိုက်တယ်သူများကိုကျဲဖို့အတွက်ငါနေခိုးခိုးနေရဟာဒီကိုငါလေအိမ်မှာပြဿနာအကြီးအကျယ်ငါမတက်စေချင်တော့ငါအမေကိုငါမပြောရဘူး မသိရမဟုတ်ဘူးအေးသုံးပါစီလေးဒီတော့တောင်းကနန်းရတော့ရှူပါစီလေးဆိုပြောငါးစီတိုင်းခါထားငါဒီအိမ်မှာတူတူရှင့်တယ်ညို့ငါညို့ငါငါငါညို့ငါတူတူရလို့ရှင့်ငါတုံလို့ရှင့်ငါနေတဲ့ငါမဟုတ်ဝယ်လာတယ်တော်နေတဲ့ငါနေတဲ့ဆော့ကစားနေရအော်ဒီကတူပါတူလူငယ်ကြမ်းခဲဟိုကပြင်းနေပါမယ်လေဆိုပြောငါနေတဲ့လိုက်ဆော့လိုက်ပေါ်နေရဖုန်းနဲ့ဖုန်းကင်လို့ရအောင်လုပ်ပေးရတယ်ငါအိမ်ကိုပြောပေးရတယ်ငါပါပဲ။ ဲ့ game ကြီးဆော့နေဝေ game ဆော့နေပါကြာဆိုမေရဆော့ပါစီလေးဆိုပြီးတော့တားခဲ့ရတယ်ငါပဲမေရရဲ့ပေးကန်လိုက်ပေးကန်လိုက်ဆိုပြီးတော့ပြောခဲ့ရတယ်ငါပဲငါအလုပ်တွေကောင်းနေရတွေ့တာဟင်အဝန်ထမ်းနေအရင်တို့မျိုးအများကြီးငါလာရှိနေတာမျိုးကြီးတွေ့တာကဲအားလုံးကြည့်ပြီးရတိုင်းပါပဲဒီတခိုးမျိုးကြတော့ကျွန်တော်အစောကပြောခဲ့သလိုပေါ့နော် ဘသူမှသွားပြီးတော့တနာပြီးဝိုင်းလူနေမှာမဟုတ်ပါဘူးဝိုင်းပြီးရိုက်ချင်တဲ့စိတ်ပဲဖြစ်ပေါ်ကြပါတယ်ဒီအင်ရှင်ကလေးမှလေဆိုကဲဘလောက်စိတ်သဘောထားပြေပါတော့စစ်တာတောင်မှလူရှိသူရှိမှမစစ်ဘူးအခန်းထဲခေါ်စစ်တယ်နောက်ပြီးလိုင်းမော်တင်တော့လေဒါတခိုးအတွက်တွေးပြီးတော့မှမျက်နှာကိုကွယ်ပြီးတော့လိုင်းမော်တင်တယ်ဒါဒီညီမလေးရဲ့စိတ်သဘောထားပြေပါမှု ပြဿနာကိုဖြေရှင်းတဲ့နေရာမှာဘယ်လိုမျိုး ဖြေရှင်းရမလဲဆိုတော့ပါနတ်မှုတွေပေါ့နော်ဒါရန်ကိုချစ်ချူးစရာကောင်းပါတယ်ဒီလိုမျိုးသာလှိုင်းသာယာဖြစ်စင်မှာဒီလိုမျိုးသာပါပါနတ်နတ်နဲ့ဖြေရှင်းခဲ့ရင်အခုလိုကိစ္စကြီးကဘလို့မှ ဖြစ်လာစရာအကြောင်းမရှိပါဘူးအဆုံးထိအောင်ကျေးဇူးနားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ